ားလုံးပဲကြော်ခိချမ်းနေပြီးတော့ပြန်လဲချုပ်ဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တော့စံဦးစေးမှာရှိတဲ့ Mitsuwa ဆိုရယ်ဒီ Japanese grocery ဆိုင်လေးကိုလာပြတာဖြစ်ပါတယ်ဒီဆိုင်လေးကတော့ကျွန်တော်တို့ဒီ Japan grocery ဆိုင်လေးပေါ့အဓိကလာရတဲ့အကြောင်းရင်းကတော့ကျွန်တော်ဒီမော်ထဲမှာ food court လေးရှိတယ်အဲ့ food court လေးမှာကျွန်တော်ဒီ Hokkaido ramen ကိုလာစားတာဖြစ်ပါတယ်။စိုင်းနာမည်လေးကတော့ Hokkaido ramen ပေါ့နော်။တော်လေးနာမည်ကြီးပါတယ်။တခြားဒီ မုတ်ချီဆိုင်လို့အိုင်စခရင်ဆိုင်လို့လည်းဒီဖူကော်လေးမှာရှိပါရခင်ဗျာဒီရာမန်လေးကစားတဲ့အရာလေးကသူ့ရဲ့ texture လေးနဲ့သူ့ရဲ့အရာလေးကတော်တော်လေးကောင်းပါတယ်အကောင်းဆုံးလားဆိုရင်တော့အကောင်းဆုံးတော့မဟုတ်ပေမဲ့ဒါပေမဲ့သူ့ရဲ့ပါဝင်တဲ့ size လေးနဲ့ဒီရဲ့သူ့ရဲ့ဒီဈေးနှုန်းလေးကတော်တော်လေးတင်းတယ်လဲဈေးနှုန်းလေးလည်းဖြစ်ပါတယ်အများကြီးမကုံနိုင်ဘူးကိုကဘိုးတေးတေးလေးပဲစားကျင်နေဆိုရင်လည်း small size လေးဆိုရင်တော်တော်လေးတင်းနေရောပါတယ် တခြားဒီမိုချီတို့တဲ့တဲ့ရပါဆိုယာကီဆိုဘာလို့ပါလို့ဆိုရင်လည်းဒီမော်ဒယ်မှာစားလို့ရပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာရာမန်စားပါတယ် So this is a salt tonkatsu ramen. Do a signature lemon tea. Then we have some zima. Yeah.

ဘာမှန်စားပြီးတော့အချိုသေးအနေနဲ့မာချမိုချီဆိုတဲ့ဆိုင်လေးမှာကျွန်တော်မာချလာသေးဝယ်တော့ဖြစ်ပါတယ်ခင်ဗျာဒီမာချလာသေးကတော့ဒီဆိုင်လေးမှာတော်တော်လေးတောက်လို့ကောင်းနေ dream ပေါ့ကျွန်တော်အမြဲတမ်းတောက်ဖြစ်တဲ့ dream လေးပါတခြား dream လေးတော့ကျွန်တော်သိပ်ပြီးတော့မ try ဘူးပါဘူးဒီဆိုင်မှာရနိုင်တာကတော့ဒီ ice cream ရနိုင်တယ်ပြီးရင် crab တို့ခေါ်တဲ့ဒီ pancake တို့ပုံစံမျိုးပေါ့နော်အဲ့ဒါလေးရတယ်ပြီးရင် ice cream ရတယ်ဒီ hokkaido ice cream ပေါ့ဒီဟာလေးကတော့တို့ဂျပန်မှာအခုအစ်စ် trend ပေါ့နော် ထွက်နေဒီ sweet potato ကျွန်တော်တခါဗီဒီယိုပြဘူးတယ်ဒီဂျပန်မှာတော့ဒီမှာတော့ green tea ကိုသူတို့လုပ်တာဘယ်လိုလုပ်တယ်တော့ကျွန်တော်ဒီကြားတော့မသိပါဘူးပြီးရင် Hokkaido ice cream ရှိမြဲ Hokkaido milk နဲ့လုပ်တဲ့ဒီ ice cream ပေါ့နော်ဒါပေမဲ့ဂျပန်ကတော့မမီဘူးဂျပန်ကပို့ပြီးတော့နူးညံ့ပြီးတော့စားလို့ပိုကောင်းပါတယ်ဒီဆိုင်မှာကျွန်တော်ကြိုက်တာကတော့ဒီမာချာလာသေးပဲဖြစ်ပါတယ်ဒီအရေးကတော့သူတို့ဒီ green tea ကိုသူတို့အမြင်လေးဖြစ်အောင်လုပ်ပြီးတော့ ထဲမှာဘာနဲ့လှုပ်တယ်တော့ကျွန်တော်အတိအကျတော့မသိခဲ့ရပါဘူးဒါကတော့သူများမှားထားတဲ့ဟာလေးကိုကျွန်တော်ဗီဒီယိုရိုက်ထားတာဖြစ်ပါတယ်တကယ်စမ်းကျင်နေဆိုရင်တော့ဒီဆောင်းသေးမှာရှိပါတယ်ဒီနေရာကတော့ Hokkaido Ice Cream ပေါ့နော်အဲ့တော့ကျွန်တော်တောက်တဲ့ဒီမာချာလာတေးဖြစ်ပါတယ်ခင်ဗျာမာချာလာတေး ice cream float လေးနေပါဒီဒီဆိုင်မှာဘယ်လိုလဲချစ်ရတယ်ဘယ်လိုလဲ မာချဖလုတ်လေးရိုက်ပြမှာတော်တော်လေးကောင်းတယ်အာရာမန်စားပြီးတော့အချိုသေးတာပေါ့နော်ဒီဇိုင်းလေးမှာ try ကျင်နေဆိုရင်တော့ဒီဇိုင်းလေးက San Jose မှာရှိတဲ့ဒီ Mitsuwa ဆိုတဲ့ Japanese grocery ဆိုင်ထဲမှာရှိတာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပေးတဲ့တင်ငင်းကြံအောင်ကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ